ကျွန်တော်လုပ်ခဲ့တဲ့အရာတွေထဲမှာအမှန်ဆုံးနဲ့အကောင်းဆုံးတစ်ခုကိုပြပါဆိုရင်တော့ digital income ရှာဖွေနိုင်အောင်ကြိုးစားခဲ့ခြင်းပဲအဲ့တော့ကျွန်တော်အလုပ်မျိုးစုံငငယ်တုန်းကလုပ်ခဲ့တဲ့သူများဝန်ထမ်းတွေလုပ်တယ်။နောက်ကိုပိုင် business တွေလုပ်တယ်။2020လေးရောက်ရောကိုဗစ်လေးဖြစ်ရောကျွန်တော်ရဲ့ business တွေအားလုံးကရပ်ဆိုင်းသွားတယ်။အဲ့တော့ရပ်ဆိုင်းသွားတော့ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲဆိုပြီးတော့မှကိုကိုကိုမိကုန်းတွေပြန်မေးတယ်။အချိန်ယူပြီးတော့မှစဉ်းစားတဲ့အခါမှာကျွန်တော်အဖြေတစ်ခုရလာတယ်။ အဲ့ဖြေတခုကတော့ဗာလဲဆိုတော့လူတွေကိုမျှဝေမယ်ဆိုတာပဲအဲ့တော့မျှဝေတာဘုံမှာလူတွေစိတ်ခွန်အားတွေတက်လာအောင် လုပ်ပေးမယ်အဲ့တော့လုပ်ငန်းတွေစနစ်ကျအောင် ပြောပေးမယ်ဝင်ငွေတွေတိုးလာအောင်ပြောပေးမယ်နော်ဒါမျိုးတွေကျွန်တော်ပြောချင်တဲ့အတွက်ကျွန်တော်ဗာလို့လဲဆိုတော့အဲ့ဒီကလေးကစပြီးတော့မှကျွန်တော်ဗီဒီယိုတွေတရက်ကိုတပုတ်ရိုက်ပြီးတော့မှကျွန်တော်မျှဝေတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီတော့ကတော့ဒီဂျစ်တယ်အင်ကန်ဝင်ငွေရဖို့ထက်နော်ကျွန်တော်မျှဝေခြင်းနဲ့စိတ်တွေပဲ တောက်လျှောက်ကျွန်တော်မျှဝေလာတာเนาะတစ်ချိန်မှာเนาะငါ့ကို Facebook တို့ YouTube တို့ကနေပတ်စံနေပေးလိုက်မယ်เนาะ TikTok တို့ကနေပတ်စံနေပေးလိုက်မယ်သင်တန်းနေရောင်းလိုက်မယ်ကျွန်တော်အဲ့လိုမထင်ခဲ့ဘူးအဲ့တော့ကျွန်တော်ရဲ့ဝါသနာပေါ်မှာအခြေခံပြီးတော့ပဲကျွန်တော်မျှဝေမှုတွေလုပ်ခဲ့တယ်အဲ့တော့အဲ့လိုစ조사လာလိုက်တာကျွန်တော်တို့အချိန်တကူရောက်လာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီ조사မှုတွေပေါ်နေပြီးတော့မှ digital income မျှလာတာเนาะအဲ့တော့ online ပေါ်နေပြီးတော့မှဝင်ငွေတွေရှာခွင့်ရလာတာ အခုဆိုလို့ရှိရင်ကျွန်တော်ခီးတွေထွက်နေတယ်ကျွန်တော်သွားခြင်းတဲ့နေရာတွေသွားတယ်เนาะပျော်တဲ့အရာတွေကိုလုပ်တယ်ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့ digital income တွေကျွန်တော်ဝင်နေတာနော်အဲ့တော့တင်တဲ့နေရာနဲ့ကျွန်တော်ဝင်ငွေတွေရတယ်စာအုပ်တွေရောင်းတဲ့နေရာနဲ့ဝင်ငွေတွေရတယ် Facebook တို့ YouTube တို့ကနေပြီးတော့မှ ဝင်ငွေတွေရတယ်ပြောမယ်ဆိုလို့ရှိရင်တော့ digital income တွေတော့ရှောက်ရနေတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလည်းဘာလို့ဖို့လို့လဲဆိုတော့ဒီခေတ်မှာ digital income ရအောင် ရှာဖွေနိုင်မှုလိုနေပြီ အဲ့တော့ကျွန်တော်တချို့သောလူငယ်တွေကကျွန်တော်ပြောတယ်ဟာဆန်ကျင်ကြီးကျွန်တော်လမ်းတွေပြောင်းနေတယ်စိတ်တွေညစ်နေတယ်အဲ့တော့ဘာလို့ရင်ကောင်းမလဲအဲ့တော့ကျွန်တော်ဘာပဲပြန်ပြောလို့ဆိုတော့ဒီခေတ်မှာ digital income ရအောင်ကြိုးစားကြည့်เนาะစိတ်ညစ်မနေနဲ့ဘူးမနေနဲ့စိတ်တက်ချမနေနဲ့လမ်းတွေပြောင်းမနေနဲ့เนาะအဲ့တော့ဘာလို့မလဲ content တွေ create လုပ်မယ်เนาะလူတွေကိုမျှဝေမယ်မျှဝေရင်းနဲ့ဘာလို့မလဲဆိုလို့ကိုကိုတိုင်းကလည်း digital income တွေရှာနိုင်အောင်ကျွန်တော်တို့လုပ်ပါအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီအခွင့်အရေးက လူတိုင်းမှာကျွန်တော်တို့ရှိပါတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းအခုရန်အလုပ်ရှုပ်ပါတယ်ကျွန်တော်မှာ business တွေ run နေရတယ်ရှိတယ်ဒါပေမဲ့ကျွန်တော်ဘာလို့လဲနေ့တိုင်းတရက်ကို video လေးဖို့ထွက်နေအောင်ကျွန်တော်စူးစမ်းတယ်အဲ့တော့ creative ကြီးနေလူငယ်တွေမိတ်ဆွေတွေလည်းစူးစမ်းဖို့လိုပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က digital income ရှာတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဆင့်၄ဆင့်ကိုကျွန်တော်တို့ဖြတ်ကျော်ရပါတယ်အဲ့တော့နံပါတ်၁အဆင့်ဒီကျွန်တော်ဒါခဏခဏပြောပါတယ်ကိုကိုကိုတိဖို့လိုပါတယ်ကိုက ဘယ်အရာတွေပေါ်မှာစိတ်ဝင်စားတာလဲကိုယ့်ရဲ့ passion ကိုချစ်မြတ်နိုးတဲ့အရာတွေကဘာတွေလဲနော်အဲ့တော့ကိုကဘာအကြောင်းအရာတွေကိုမျှဝေရင်ဘာအရာကိုလှုပ်ရင်းနဲ့ဝင်ငွေတွေရှာချင်တာလဲကိုအကြောင်းကိုကျွန်တော်တို့သိဖို့လိုပါတယ်။နော်အဲ့တော့ကိုအကြောင်းကိုသိအောင်ကျွန်တော်တို့ပေါ်ထုတ်နော်အဲ့တော့နံပါတ်1တစ်ချက်ကတော့ကျွန်တော်တို့က target audience ကိုကဘယ်သူတွေကိုပြောချင်တာလဲဘယ်သူတွေကိုကိုကမျှဝေချင်တာလဲအဲ့ဒါကိုရအောင်ပေါ်ထုတ်ဖို့ကျွန်တော်တို့ကလိုတယ် နော်ဘယ်သူတွေကိုမျှဝေမှာလဲနော်အခုဆိုလို့ရှိရင်ကျွန်တော်ဘယ်သူတွေကိုမျှဝေနေတယ်လဲဆိုတော့တိုးတက်ကြီးပွားခြင်းတဲ့လူငယ်တွေနော် business owner တွေဒါကျွန်တော်ရဲ့ target audience တွေပဲဒါဒီနံပါတ်1ပါနံပါတ်3တခုကတော့ကျွန်တော်တို့ဘာလို့လဲဆိုတော့ video တွေ create လုပ်နိုင်ဖို့လိုတယ်နော်အဲ့တော့ကျွန်တော်တို့ကဟိုရိုက်ကူးရေးနားလဲရမယ်နော် video editing နားလဲရမယ် graphic design ကျွန်တော်တို့သိရမယ်အဲ့တော့ Facebook တို့ YouTube တို့ TikTok ရဲ့ algorithm သူတို့ဘယ်လိုလဲပတ်နေတယ်လဲဆိုတာတွေကျွန်တော်တို့သိရမယ်နော်ဒါဒီကျွန်တော်တို့အသက်ပညာပိုင်း technical ဖြစ်လာပြီနော်ဒါဒီနံပါတ်3ဆင့်မှာနံပါတ်4တခုကတော့ကျွန်တော်တို့ပါလဲဆိုတော့ consistency ပါတောက်လျှောက်ဆက်လုံနေဖို့လိုတယ်နော်တလာတဲ့နဲ့ရက်မသွားပါနဲ့နှစ်လာတဲ့နဲ့ရက်မသွားနဲ့ရက်ပေါင်းများစွာလာပေါင်းများစွာကြိုးစားလာပြီဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ digital income ရှာနိုင်တဲ့အနေအထားတွေအောင်ဖြစ်လာပါလိမ့်မယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ digital income ရှာနိုင်မှုအတွက်နော်မဖြစ်မနေသိထားမယ့်အချက်လေးချက်ပါ ဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လေလူငယ်တွေ digital income ရှာနိုင်ဖို့အတွက်ကျွန်တော်2024လေးတုန်းကတင်နန်းနေကျွန်တော်ဖွင့်ပေးခဲ့ပြီးပြီအဲ့တော့တင်နန်းသားပေါင်း2000ကျော်လောက်ကိုကျွန်တော် train ပေးခဲ့ပြီးပြီဒါပေမဲ့ကျွန်တော် digital income တင်နန်းကိုကျွန်တော်လူကိုယ်တိုင်တင်နန်းကိုကျွန်တော်ရက်လိုက်တယ်ဆက်တဲ့အခါမှာကျွန်တော်လူငယ်တွေကဘာပြောလာလဲဆိုတော့အဲ့တော့ဒီတင်နန်းပြန်မဖွင့်တော့ဘူးလားဖွင့်ပေးပါဦးလို့ပြောတဲ့အခါမှာကျွန်တော် direct တော့ကျွန်တော်မတင်နိုင်တော့ဘူးအဲ့တော့ကျွန်တော်အခု zoom record training အဲ့ဒါရှိတယ် အဲ့ဒီကိုကျွန်တော်တက်ခွင့်ရအောင်ကျွန်တော်စီစဉ်ထားပေးတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေဒီကိုက digital income ရှာကျင်နေဆိုလို့ရှိရင်တော့ဒီ group တဲကိုမဖြစ်မနေဝင်ပါဒီ group ဝင်ကြီးကလည်းတသိမ့်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့အရင်တုန်းကလူ2000ကျော်ကိုသင်ခဲ့တဲ့သင်ခန်းစာတွေအားလုံးအဲ့ထဲမှာကျွန်တော်ထည့်ထားတယ်နော်သိကြတယ်အဲ့ဒီ group ကို join join ပြီးတော့မှအဲ့ group တွေကပါတဲ့နီးလန်းနေတဲ့ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်မကြခင်မှာ digital income ရပါလိမ့်မယ်အဲ့တော့ဒီ group ကိုဝင်ကျင်နေဆိုလို့ရှိရင်တော့ comment မှာ DI လို့ရိုက်ပေးပါ အဆိုလို့ရှိရင်တော့ဒီ group ဝင်ခွင့်ရမှာဖြစ်ပြီးတော့မှဒီဂျစ်တယ်အင်ကန်ရှာဖွေဖို့အတွက်နီလန်းနေအများကြီးသိပါလိမ့်မယ်ဒီ video ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ